ထောင်နှင်း20ကျော်ကြာတဲ့ခင်ပွန်းတဲ့ဆုံးတဲ့တဲ့င်းကြောင့်ခိုင်တင်းချီကတော့ကြီးကျယ်စိတ်တော်ကရောက်နေပြီလို့ခြားသိရပါရီခိုင်တင်းချီရောက်ကြကတော့စစ်ကောင်စီကအမျိုးမျိုးအချောင်းပြပြီးတော့အရေးယူလိုက်ပြီးတော့ထောင်နှင်း20ကျော်ချလိုက်ပါရီခိုင်တင်းချီကတော့သူရောက်ကြထောင်ကြပြီးတဲ့နောက်ပိုင်းမှာအကယ်ဒမီပွဲတွေတက်ပေမဲ့ပွဲတွေတက်ပေမဲ့စိတ်ပါတဲ့ပုံလေးမပေါက်ပါဘူးတတော်လေးကိုစိတ်သက်သာနေပြီးမိုးပန်းနေတဲ့ပုံပေါက်နေပါလေ ကံကောင်းစွာပြီးတယောက်ချာက ထောင်းချခဲ့ပေမဲ့စစ်ကောင်စီကသူတို့ရဲ့လုပ်ငန်းတွေကိုတော့နိုင်ငံပိုင်ဖြင့်မသိမ်းခဲ့ပါဘူးမပိတ်ခဲ့ပါဘူးဒါကြောင့်မလို့အခုချိန်မှာခိုင်တင်းချင်တဲ့သူသမီးလေးဟာတယောက်ချာရဲ့လုပ်ငန်းတွေကိုဦးစီးဦးဆောင်ပြုလုပ်နေချပြီးတော့သူတို့ရဲ့အဓိကလုပ်ကိုင်းတဲ့အထက်ချုပ်ဆက်ယုံကိုဦးစီးလုပ်ကိုင်းနေပြီးတော့နိုင်ငံထက်မှာဒုက္ခရောက်နေကြတဲ့လူငယ်လေးတွေကိုမိန်းကလေးတွေကိုခေါ်ပြီးတော့သူတို့ဆက်ယုံမှာအလုပ်သွင်းပေးနေတာပဲဖြစ်ပါတယ်ခိုင်တင်းချီကတော့ စစ်ကောင်စီကရဲထူရဲမြတ်တွေမှာလူငင်းချမ်းသာခွင့်ဂျင်ညာတိုင်းမှာသူယောက်ျားပါလာမလားဆိုပြီးတော့အမြဲတမ်းစောင့်ကြည့်နေတတ်ပါရီဒီတကောင်မှာတော့မင်းသမီးကြီးနန္ဒာလိုင်းရဲ့ယောက်ျားကဒီကြံမှာပဲလොမြောက်ခဲ့တာဖြစ်တဲ့အတွက်ခိုင်းသိင်းကြီးရဲ့ယောက်ျားလေးပါလာတော့မယ်ဆိုပြီးတော့အများကပြောချပါမယ်ဒရင်တွေပေါ့ချပဲမဲ့ထွက်မလာခဲ့ဘူးဘုဒ္ဓကောင်မလေးစစ်ကောင်စီကခိုင်းတင်းကြီးရဲ့ယောက်ျားကိုမလို့ပေးတာမဟုတ်ဘူးခိုင်းတင်းကြီးရဲ့ယောက်ျားကတီးနေတာထောင်ထဲမှာတီးနေတာကြာပြီဆိုပြီးတော့ တရင်တွေထွက်ပေါ်လာနေတာဖြစ်တဲ့အတွက်ခိုင်တင်းချီကတော့သူယောက်ျားကိုလည်းဆက်တွေ့မရဘူး။ရန်ရန်ကို1နင်းနေကြောင်းတီးရပါရဗျာတကယ်မဖြစ်ပါစေနဲ့နော်။မင်းမကြီးခိုင်တင်းချီတို့မိသားစုအများဆုံးပြန်လည်ဆုံစည်းပါစေဗျာ။